ဒီဘွဲကကျွန်တော်တို့ United ကဒါကန်ကောင်းလို့မရှုံးတာကန်ဆိုးလို့မနိုင်တာလို့ပဲကျွန်တော်တို့ပြောကြည့်နေနော်တမင်မွင်းကြဆိုင်ဖြစ်နေရှေ့ကတိုက်စစ်ကဘလောက်ပဲရှူးနေနေနောက်တန်းကအလွယ်တကူဂိုးတွေပေးနေရတာလုံးဝမဖြစ်တဲ့နေရာကျွန်တော်ပွဲချုပ်သုံးသက်ဒီသုံးသက်ချက်မတိုင်ခင်မှာလည်းပြောခဲ့တယ်ပွဲချုပ်သုံးသက်ချက်မှာလည်းပြောခဲ့ကျွန်တော် United ကဒီနောက်တန်းကနေဂိုးတွေလွယ်လွယ်ပေးနေရတဲ့ကိစ္စတွေကိုအမြန်ဆုံးပြင်မာရမယ်ပြီးတော့ service အခုလဲဒီဒုတိယမြောက်ဒီ Richardson Richardson သွင်းတဲ့ဂိုးကို ပေးရတာတောင်းကန်ဘောကရှင်းထုတ်ပြီးတော့ပြန်ကြလာရဲ့လုံးကိုလုံးဝတပတ်မလုံနိုင်တဲ့အချိန်မှာပေးလိုက်ရတာဗျာအဲဒီလုံးသွင်းတော့ဆိုကျွန်တော်တော်တော်လေးကိုစိတ်သက်ကြောက်ပါဒါပေမဲ့ဒီလစ်ပြန်ပြီးတော့ကာကွယ်ပေးသွားပါဘောနော်ကျွန်တော်တို့အရှုံးရလိုက်တကယ်တော့အရှုံးနဲ့အဲပြီးရမယ်ပုံစံမျိုးဖြစ်နေတဲ့အနေအထားမှာဒီလစ်ကာကွယ်သွားတာဒီလစ်ကောင်းတဲ့ပြီးတော့ကျွန်တော်တို့ဂိုးယူပေးသွားဆိုတော့ဒီဘက်ကိုကျွန်တော်အများကြီးမျှော်လင့်တာတကယ်လည်းမျှော်လင့်တာဘာလို့လဲဆိုတော့ကျွန်တော်တို့က Europa League Final ရွှန်းပြူးကိုတေချာပေါက်ဒီဘက်မှာပြန်ဆက်အမှာပြီးခဲ့တဲ့နှစ်မှာ၄ချိန်လုံးရှုံးထားတဲ့အသင်းဒီအသင်းကိုကျွန်တော်တို့က အဲကျွန်တော်တို့လိုမျိုး United အသင်းကဗျာအခုလက်ရှိမှာဆိုလို့ရှိရင်ဒီနားရက်လည်းအများကြီးရထားတယ်နားရက်အများကြီးရထားတယ်ဆိုတာသူများရဲ့လိုဥရောပပွဲလည်းမကန်ဘူးဒါသူဆိုလို့ရှိရင်ဥရောပပွဲလည်းကန်ထားရတဲ့အသင်းဗျာဥရောပအသင်းလည်းအဲကျွန်တော်တို့လောက်လည်းအချိန်အဲ့လောက်ကြီးမရဘူးကျွန်တော်တို့ကဒီပွဲကိုလုံးဝတစ်ပတ်တိတိပြင်ဆင်လို့အချိန်ရတယ် ဲ့လိုမျိုးပြင်ဆင်ရတဲ့အချိန်အနေထားမှာကျွန်တော်အနေနဲ့အများကြီးမျှော်လင့်နေတာဒါပြီးခဲ့တဲ့ final ရှုံးကျူးလည်းဆက်မယ်၄ချိန်ဆက်ရှုံးခဲ့တဲ့ဒီရလက်ကိုလည်းကျွန်တော်ပြန်ပြီးခြေဖြတ်နိုင်မယ်စရဲဒါမျိုးကြီးကျွန်တော်တို့ပြန်လုတ်ပြနိုင်မယ်လို့ထင်ထားတာဒါမဲ့အခုလက်ရှိအခြေအနေဆောင်းနာပြောသလိုပဲကန်ကောင်းလို့မရှုံးတာကန်ဆိုးလို့မနိုင်တာလို့ပုံစံပြောရမှာပထမဆုံးဒီအဲစပါဘက2ယောက်ကန်နဲ့အလုံးဒီလမ်းမန်းကာကွယ်သွားတာ6လောက်တင်နဲ့ကာကွယ်သွားတာလုံးဝဆေးသွားတာတွေကတော့ တကယ်ဒိန်ဂျာလုံးနေဗျအဲ့လုံးနေကတော်တော်လေးကျွန်တော်တို့ကန်ကောင်းငယ်လို့ပြောရမှာအဲ့ကြောင့်ကျွန်တော်တို့မရှုံးတာပေါ့နော်ကန်ဆိုးတာကတော့အဓိကကျွန်တော်ထင်တာပေါ့နော်ဆက်စကိုကတော့ကျွန်တော်တို့အသင်းနဲ့ဒီအသင်းနဲ့ရောပရီးမီးယားလိနဲ့ရောအထိုင်ကျဖို့တိချက်ပို့ပြီးအများကြီးသူ့အနေနဲ့စူးစမ်းဖို့လိုလိုသေးတယ်ဗျအဲဒီမိနစ်90ကျော်လောက်မှာသူဆိုလို့ရှိရင်ဒီကိုသမားနဲ့တယောက်ချင်းတွေ့နိုင်တဲ့အနေအထားကိုနှစ်ကြိမ်လောက်တည်းရှိတယ်ကိုသမားတယောက်ချင်းတွေ့တယ်လို့တောင်ပြောလို့ရတဲ့အနေအထားအဲ့လိုအနေအထားမှာသူ့အနေနဲ့ဂိုးမသွင်းနိုင် မသွေးနိုင်သူတို့တုံဆိုင်နေရရှိရဲနောက်ပြန်ခေါက်တော့လဲမာကင်ဘားလာလေသူမကြည့်ဘူးဒီတန်းခေါင်းငုံပြီးတော့ပဲသူ့အနေနဲ့အဲ finishing လုပ်ဖို့စ조사နေတာတွေ့တယ်ဗျာဒါလုံးဝအားမရအနေထားသူ့အနေနဲ့ဟိုဒီထက်အများကြီး조사ရမယ်လို့ထင်တယ်ချီချိုးရမှာတော့အာမန်နဲ့အမ်ဘူမအမ်ဘူမကအခုဆိုလို့ရှိရင်၄ဝဲကစား၄ကိုတွင်1 assist ဆိုတဲ့ရလက်သူ့အနေမှာသူ့မှာဆန်ကျင်ကောင်းနေရထားပြီအမ်ဘူကတော့လုံးဝရွှေကရုံးမှာပဲကျွန်တော်တို့တော့အရန်ကောင်းတယ်အဲလုံးဝဂိုးလက်လဲရှိတယ်ကျိုးလဲ조사တယ် အဲပြီးလို့ရှင်ကောင်းလဲကောင်းတယ်ဒီလိုပုံစံမျိုးပေါ့နော်ပြီးတော့အာမက်အာမက်ဆိုလည်းအဲချီကျူးပါတယ်အာမက်လည်းဒီညာချမ်းမှာ MU မူအရန်ကိုပဲအဲ assist လုပ်ပေးနိုင်တယ်အခုကိုဆိုလည်းသူဖန်တီးပေးသွားပါပေါ့နော်ဆိုတော့အာမက်ကနောက်တစ်ခုကဘာဖြစ်လဲဆိုရင်ညာချမ်းမှာဆိုရင်တခြားခံစားကစားသမားတွေထက်တောင်မှာပဲအာမက်ကပိုးပြီးတော့နီးစနစ်နဲ့အန်ဝင်နာရောပြီးလို့ရှိရင်ဒီပိုးပြီးတော့တခြားသူတွေလည်းကောင်းနေအောင်ကျွန်တော်တို့တွေ့ရဥပမာမာဇာဝီဆော့တယ်ဒါလော့ဆော့တယ်အဲ့ဘက်ချမ်းမှာညာချမ်းမှာမာဇာဝီဒါလက်ဆော့တယ်မာဇာဝီရောဒါလော့ဟာ အခန်းစစ်တော်အဆင်ပြေမယ်တိုက်စစ်မှာဆိုလို့ရှိရင်ဒီအာမက်လောက်တိတ်အဆင်မပြေနေရတွေ့ရဒါပေမဲ့အာမက်ကခန်းစစ်မှာလည်းအရင်မဆိုးတဲ့အနေသာရှိရပြီးလို့ရှိရင်တိုက်စစ်မှာလည်းဒီဆွမ်းနာနှစ်ယောက်တည်းပူးပြီးတော့အသိဉာဏ်ပူးပြီးကူညီနိုင်တယ်ဥမာဗျာဟိုတခုခုရှင်းထုတ်ရမယ်အနေသာဆိုလို့ရှိရင်မဆာဝင်းနဲ့ဒါလို့ဆိုရင်ဒီကြပေါ်ရှေ့ကိုကန်နေပြမှာဒါမှမဟုတ်ရှင်တယောက်ကိုတန်းထိုးပေးပြီးတော့သူ့အနေနဲ့သူတို့၆ယောက်ကလွတ်ပြီးရောဆိုပုံစံမျိုးလောက်ကြမှာပဲဒါပေမဲ့ အမကအဲ့လိုမဟုတ်ဘူး dribble ဆွဲပြီးတော့နှစ်ယောက်သုံးမဟုတ်အဲတယောက်ကိုလုံးဝရအောင်ကြော်တယ်လုံးဝမရတော့ဘူးဆိုမှနောက်ပြန်ပေးတယ်ကိုတင်အနေထားဟိုပုံမှန်ပြန်ရောက်ပြီဆိုကမှတခြားလူကိုပေးပြီးစော့တယ်သူ့အနေနဲ့ဒီလိုမျိုးတာဝန်ရွေးတဲ့အနေထားကြီးရှိရပြာဆိုတော့အဲ့ညာချမ်းတစ်လျှောက်မှာလက်ရှိအနေထားအမက်လောက်ကောင်းတယ်လို့မတူဆိုတော့အဲ့ဒီအမက်ကလည်းဒေတာပေါက်ပွဲတိုင်းအဲ့လောက်ကြီးကောင်းနိုင်မှာမဟုတ်ဥမာဒဏ်ရာရသွားရင်ဘယ်လိုလုပ်မလဲဆိုရဲအနေထားကြီးရှိရအဲ့ဆိုတော့အဲ့ဒီနေရာမှာဖြည့်ရှင်းမှုလေကျွန်တော်နေရာမှာအဲမာဇာဝီနဲ့ဒါလောက်ကဒီချက်ပိုကောင်းလာဖို့လိုတယ်ဒါမှမဟုတ်လို့ရှိရင်အဲ့နှစ်ယောက်နဲ့ ကြိုက်တဲ့အဲ့အနှစ်ယောက်ထက်ပိုကောင်းတဲ့တရားကိုကျွန်တော်တို့အရင်ခေါ်ထားတဲ့နေဒါတစ်ချက်ပေါ့နော်အဲနောက်တစ်ခုကကြတော့ကက်စမဲရိုထွက်သွားတဲ့အချိန်မှာဝင်လာတဲ့ဥကာတေးကကက်စမဲရိုရဲ့ class ကိုလုံးဝမမိဘူးကျွန်တော်ပြောချင်တာမကြော်ရင်နေသူ့လူမျိုးအဲဥမာအကွက်မြင်မြင်ပေါ့နော်တပိုင်းဝိုင်းရင်မဟုတ်ရင်တော့မသူ့လိုမျိုးအကွက်မြင်မြင်လိုက်ပြီးစေးတာတွေပါကြီးကျွန်တော်လိုချင်တာဒါမဲ့သူစောနေတဲ့ပုံကဘယ်လိုလဲဆိုတော့ဟိုဘက်ကတိုက်စစ်စင်တော့သူကရှေးကြီးထိတက်တက်သွားတယ် စောင်းဝိုင်းနားတည်တက်တယ်ဆိုတာပြီးလို့ရှိရင်ကွင်းလင်မှာဟသွားပြီဆိုလို့ရှိရင်အဲဟိုဘက်ကကွင်းလင်ကိုထိုးလိုက်ပြီဆိုအခုဒီနေ့စပါပွဲမှာဆိုရင်တော်တော်လေးရုပ်ပေါက်တယ်သူစော့တဲ့ပုံစံဝင်လာတာဘလောက်မှမကြောက်ဘူးမိနစ်80ဝင်းကျင်လောက်မှဝင်လာပြီးတော့စော့နေတဲ့ပုံစံနဲ့တိတ်အဆင်မပြေဘူးပေါ့နော်ဥကာတီးကကျွန်တော်နေနဲ့ကျွန်တော်မျက်စိမှာအလောက်ကြည့်တော့သဘောမကြောက်ဘူးကစမဲထွက်သွားရင်ဥကာတီးအပြင်တခြားအစားထုတ်လို့ရမယ်ကစားသမား DMF 66စောင်းနိုင်မြန်ကစားသမားဒီထက်ဥကာတိတဲ့ class မြင်းနဲ့ကစားသမားတရားကိုကျွန်တော်ခေါ်ဖို့လိုတယ်နောက်တစ်ချက်နောက်တစ်ခုကမကွိုင်းอ่ะ မကွမ်းရကကောင်းတယ်ဗျာဒီပွဲမှာအရင်ကောင်းတယ်မကွမ်းရနာသွားတယ်ကျွန်တော်တို့လည်းလုံးဝအားနည်းချက်တစ်ခုဖြစ်သွားအဲ့ဒီအချိန်မှာရိုးရိုးဝင်လာတယ်ရိုးရိုးဝင်လာပြီးတော့ခေါင်းကြီးလောက်တော့သူ့အနေနဲ့မစိနိုင်ဘူးဥမာကျွန်တော်ပထမဆုံးတလုံးပြရတဲ့အလုံးဆိုလို့ရှိရင်ဟိုဘက်ကဖြတ်တယ်မော်ပြရတဲ့အချိန်မှာအမက်ကဘလော့နေတဲ့အချိန်မှာရိုးရိုးကလုံးဝ free market ရင်သူ့အနေနဲ့ကတ်เสีย market တယောက်မှမရှိဘူးအဲ့ဒီမှာသူ့အနေနဲ့ဘောလုံးလမ်းကြောင်းကိုတွတ်ဆပြီးတော့နေရမယ့်အနေထားမှာအဲဘောလုံးလမ်းကြောင်းထဲမှာရှိမနေဘူးပေါ့ဗျာအဲ့လိုမျိုးပေါ့နော်ဒါမဲ့ဒါကတော့ပြစ်တတ်ပါတယ်သူ့မယ်ဆောင်းတာပြောနေတာခေါင်းကြီး နာသွားတာကျွန်တော်တို့ပိုဆွလို့ပြောလို့ရတယ်။ဒါဆောင်းနာကောင်းကြီးနာသွားတာလည်းကျွန်တော်ရေရှည်မနာပါစေနဲ့ပဲဆူတောင်းအောင်ပါဗျာ။နော်โอเคအဲဆောင်းနာပြောတမင်မွေးကြားဆိုင် ဖြစ်နေရတော့ကျွန်တော်တို့လည်းလုံးဝအဆင်မပြေဒီဘက်ကလုံးဝနိုင်တဲ့ဘွယ်။ဒါပြင်ကျွန်တော်တို့ကအခုအအဆင်လက်ရှိမှာဆိုရင်အဆင်ခေါ်မှာရမက်က18မက်နဲ့ဖြစ်နေတယ်ဗောနော်။အဲတကယ်တော့ဆောင်းနာဟိုစပါနဲ့စပါအဆင်သုံးမှာလည်းရှိစပါအဆင်သုံးနဲ့ရမက်ကအတူတူပဲဒါပေမဲ့ပေးကိုကကျွန်တော်တို့ကွာနေသူတို့ကပေးကိုကိုကိုတိရှိတယ်။သူတို့ ခုလက်ရှိယာယီတို့စန်ဒီပွဲရေမကန်ခင်မှာတော့ကျွန်တော်တို့အဆင့်ခွန်မှာဒါပေမဲ့အောက်ကဒီခရစ်စတယ်ဘဲလေးတို့ဘရိုက်တန်တို့နိုင်လာခဲ့ပြီဆိုလို့ရှိရင်တော့တေးကြတယ်ကျွန်တော်တို့ကအဆင့်ကိုးတာမလို့ရှင်10လောက်ကြီးစင်ပေးရဖို့ရှိတယ်တကယ်အမော်ရီနဲ့အမော်ရီတို့ဒီကျွန်တော်ယူနိုက်တက်အနေနဲ့ပေါ့နော်ဒီပွဲတွေမှာပြီးခဲ့တဲ့ပွဲတွေဒီပွဲတွေပေါ့နော်အမှတ်တည်းဒီတဲ့ပို့ပြီးစူးစောင်းနေတယ်သုံးမဲ့ရရစေချင်တယ်ဗျရစေချင်တယ်ရမှလည်းကျွန်တော်တို့ကဒီချန်ပီယံမဟုတ်ရင်တော့မှပဲဗျာဒီကုန်းမှာတော်ဖိုးထဲမှာကျွန်တော်တို့ရောက်နေမှာ လာမယ့်နှစ်မှာဥရောပဝင်ဝင်ချန်ပီယံလိသုံးမလို့ရှိရင်ယူရိုပါလိဗျာဒီလိုမျိုးဝင်ဝင်ရအောင်ဖြစ်နေရမှာအခုကဖောင်တော့ကောင်းတယ်အကုန်လုံးလည်းခြေစွမ်းနေအဆင်ပြေဒါဘာဖြစ်လဲဆိုတော့နောက်တန်းပြဿနာရှိနေတယ်တမင်မွေးကြားဆိုင်ပုံစံမျိုးဖြစ်နေတယ်ဟိုဘက်ကလည်းစွတ်တိုက်တယ်ဗျာဒီနောက်ဆုံးပါလဲဆက်စကိုနောက်တစ်ခုဆက်စကိုအက္ခိစာတခုပြောမယ်ဆက်စကိုနာသွားတဲ့အချိန်မှာကျွန်တော်နေလူသားလေးကပြေးသွားလို့ထပ်ပြီးတော့လူထက်ထဲလို့မရတော့ဘူးဖြစ်သွားတယ်ဗျာအဲ့ဒီမှာကျွန်တော်တို့က10ယောက်17ယောက်ကန်နေတဲ့ပုံစံဖြစ်နေတာ အဲ့ရတော်တော်ရုပ်ပေါတယ်ကျွန်တော်တို့ United ကိုစကြည့်ခဲ့တာဟိုးအရင်ကနေကကျွန်တော် Rooney ကိုဘယ်လောက်ပဲနာနေနေဗီဒီယိုဘယ်လောက်ပဲနာနေနေသူတို့เนี่ยလူသားလဲကြမရှိဘူးဒီတိုင်းပဲရောက်အောင်ကန်တာလို့ဖြစ်ဖြစ်ဗျာကိုင်းထဲမှာလိုက်ပြီးတော့ jogging နေပြေးပြီးရောဟလာဟိုလမ်းကြောင်းလိုက်ပိတ်တာလောက်ပဲဖြစ်ဖြစ်အဥမာဟိုဥပန်နေစိုးလိုမျိုးလိုက်ပြီးတော့ပိတ်နေတာလောက်ပဲဖြစ်ဖြစ်ဒီလောက်ဆိုရင်လည်းတော်တယ်အခုကလုံးဝနာတော့ထွက်သွားရခြင်းမယ်ကျွန်တော်တို့ရေလုံးဝဖိအားပေးခံရတယ်တော်တော်လေးအဆင်မပြေဘူးเนาะအဲအဲအဲကြောင့် set ကိုနေတဲ့ဒီတဲ့ပို့ပြီးအများကြီးစူးစမ်းရမယ် ဆိုတော့ဒီဘွဲကဆက်စကူလဲနာပါမကန်ရလဲမကန်ရလဲနာပါတယ်ဆိုတော့သူတို့အနေနဲ့ဟိုအများကြီးဟိုဒိုင်ယာမပြင်းပါစေနဲ့လို့ပဲကျွန်တော်တို့မျှော်လင့်ရပဲဆိုတော့ကျွန်တော်ပြောလို့ပဲညာချမ်းမှာမဇာဝီတို့ဒါလို့ဒီထက်ပိုကောင်းအောင်လေထွင်ထွင်မထွင်ဘူးဆိုလို့ရှိရင်သူတို့ထက်ပိုကောင်းတဲ့ကစားသမားတယောက်ကိုခေါ်တဲ့ ਨੇ ပြီးတော့အဲဒီဥကာတေးလိုမျိုးအဲဒီကတ်စမဲရိုနေရာမှာဝင်မဲ့ကစားသမားနောက်ထပ် DMS 6 6ဒီထက်ပို class ကောင်းတဲ့အဲ class level မြင့်တဲ့ သားသမားတယောက်ကိုကျွန်တော်တို့ခေါ်တဲ့နဲ့နောက်တစ်ခုနောက်တန်းကနေပြီးတော့အခုအမြင်မောတွေပြီးနေရတဲ့ကိစ္စတွေကိုလွယ်လွယ်နဲ့ပြီးနေရတဲ့ကိစ္စတွေကိုကျွန်တော်တို့နေတည်းတက်ပို့ပြီးကောင်းအောင်ဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်တို့နေပြင်သင့်တယ်လို့မြင်တယ်ဒါမှကျွန်တော်ယူနေတဲ့ကတည်းတက်ပို့ပြီးတော့ကောင်းလာမှာအခုကရှေ့ကတိုက်စစ်ကဂိုးသွင်းတယ်အမြောက်ကြည့်ကြည့်လိုက်ဒီ United ကဂိုးပေးရတာမနစ်ကလည်းဒီလိုမျိုးပဲဂိုးကိုလွယ်လွယ်ပေးရတယ်ဒါမှဒီနေ့ကကျတော့အဲဂိုးပေးရတယ်ဆိုရင်အဲ့လောက်ကြီးမသိတာဗာလဲဆိုတော့ရှေ့မှာတိုက်စစ်မှုတွေဂိုးကိုသွင်းနေဖြစ်တော့တည်ကြတယ်နိုင်တယ်တည်ကြတယ်ဒီလိုပုံစံမျိုးဖြစ်နေတာအဲ့ဒါကြောင့်မလို့နောက်တန်းကိစ္စကိုတော့ကျွန်တော်နေနေ အတက်နိုင်ဆုံးဖြည့်ရှင်းမှုလိုရဲပေါ့နော်โอเคပါဒီပွဲအမြင်ရော brother တို့အနေနဲ့ဘယ်လိုမြင်လဲဆိုတော့ comment မှာတစ်ချက်ရေးခဲ့ပေးပါအောင်နော်ကျွန်တော်တို့ဒီပွဲကိုနိုင်စီခြင်းနဲ့ပွဲကိုမနိုင်တော့နင်းငယ်တော့ဟိုဘယ်လိုပြောရမလဲအားမလို့အားမရဖြစ်တယ်ပေါ့ဗျာနော်ဆိုတော့အမှ comment မှာရေးခဲ့ပေးကြပါအောင်နောက်ဗီဒီယိုမှာပြန်ဆုံပါမယ်အားလုံးကျေးဇူးတင်ပါတယ်